စကိုင်းတိုင်းကလေးမြို့မှာစိုးစုတက်တွေကတပတ်တွေဒေသခံ30ကျော်ကိုပေါ်တာဆွဲစသားတဲ့စူးစောင်းခဲ့ရမှာပညာသင်ကြားနေဆဲဖြစ်တဲ့အထက်တန်းကျောင်းသား6လဲသတင်းစာမမရပဲပျောက်ဆုံးနေခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရယ်စိုးစုတက်တွေဟာပြီးခဲ့တဲ့ဇွန်16ရက်ကစပြီးတော့ကလေးမြို့ပေါ်ရက်ွက်ကအ धिक လမ်းမကြီးတွေနဲ့အရက်ဆိုင်စားတောက်ဆိုင်ချင်းလုံးကွင်းတွေကိုဆင်းနေပြီးတော့ဒေသခံအမျိုးသား20ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ကလေးလက်ပံကျောင်းလမ်းမပေါ်က ဆက်ကြီးရွာစိုးစုစစေးဂိတ်မှာအမျိုးသမီးအမျိုးသား၁၀ဦးကျော်ကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။စိုးစုတပ်ဟာဇွန်၁၉ရက်ကနေ၂၄ရက်ထိ၆ရက်တွင်စုစုပေါင်းပြည်သူ၃၀ကျော်ကိုဖမ်းဆီးပေါ်တာဆွဲပြီးတော့စစ်သားတပ်စုဆောင်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားတွေကအကူအညီပေးနေတဲ့ထောင်ဝင်စာပို့မယ်အဖွဲ့ကလေးမျိုးတောင်ခံတူကပြောပါတယ်။ ဇောစုတက်တွေကရှောင်းနှခင်လာရောက်ကအကြောင်းမဲ့ပေါ်တာဆွဲဖမ်းဆီးတာဖြစ်ပြီးတော့ကလေးမျိုးဒေသကုကဲမှုစစ်ဌာနချုပ်ကိုခေါ်ဆောင်သွားတာဖြစ်တယ်လို့ဆိုပါရယ်။ဇောစုတက်တွေကအခုလိုအရမပေါ်တာဆွဲဖမ်းဆီးနေစဉ်ကာလအတွင်းကလေးမျိုးအမှတ်ရှိအခြေခံပညာအထက်တန်းကျောင်းမှာပညာသင်ကြားနေစေဖြစ်တဲ့အထက်တန်းကျောင်းသား6ဦးလည်းကြောက်ဆုံးသွားခဲ့ပြီးတော့တရင်အစနာမရရှိဘူးလို့မိသားစုဝင်တဲ့နေဆက်သူတို့ချို့ကပြောပါရတယ်။